ဒီရှိဆောင်ပါတရားပါဒီရှိဆောင်ပါတရားပါတို့ရနော်ကျေးဇူးပါကျေးဇူးပါဟုတ်ပါပါရှင်ဟုတ်ပါပါဒီရဟုတ်ရေငါးထောင်ရေငါးထောင်ပါဒီငါးထောင်ထဲမှာကျွန်တော်ပါတီနဲ့ပတ်သက်တဲ့အချက်အလက်တွေအများကြီးထည့်ပေးထားပါတယ်ပြီးတော့ကျွန်တော်အနောက်မှာလည်းကျွန်တော်ကိုပါပါလေးရတယ်အဲကျွန်တော်ကဆရာဖတ်လို့ရှိရင်ကျွန်တော်ပါတီရဲ့အချက်အလက်ဒီလေးစီအကုန်လုံးကြည့်လို့ရပါတယ်ဟုတ်လားဟုတ်ကဲ့ကိုအားညာစကန်လေးဖတ်ပြီးလောက်ပါဟုတ်ကဲ့ဟုတ်ကဲ့ဝင်ကြည့်ပြချင်ပြပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆရာကြီးပါတယ်ဟုတ်ကဲ့ ကြည့်ပါအောင်ကြည့်ကြည့်ဟိုမှာဟိုမှာအဲဒိန်ကြနေတာပြောင်းတော့ညဘာကြီးစိတ်ဝင်စားဖက်ဘာလဲအဲမိမတလားအကျွေးစင်းဖို့လဲဟုတ်ပါဘွာငါမမိမမရှိရလဲမင်းတည့်ရတာနဲ့ငါဒီလိုလာနေလမ်းမှာဒီလက်ကန်းဆောင်လေးဝင်နေတာတွေ့တော့စိတ်ဝင်စားရနေငါယူလာခဲ့လိုက်တာကွာ အမဒီပီတလုံးပါတီကကျွာကုတ်တွေပါရင်လည်းကွာဟုတ်လားဟဲ့ချောင်းကျွာကုတ်တွေကိုနေရာပြောနေရအောင်ဒီကျွာကုတ်တွေပြတဲ့နေရာပါတီတိမှန်ညာကြည့်ပါဟဲ့ချောင်းဒါနိုင်ငံရေးပါတီနဲ့ပတ်သက်နေတဲ့ကိစ္စမလားဒါကသူတို့ကိစ္စလေဒီမှာချောင်းဒီကိစ္စကငါတို့နဲ့ဘာမှမသက်ဆိုင်ဘူးဒါကသူတို့ကိစ္စသူတို့ကမဲ့ပိုင်းငါတို့ကငါတို့လုံးမှငါတို့စားရမှာဟာနေအตาနေစမ်းမှာဟာစစ်စစ် နေအဲ့လိုတော့ပြောလို့မရဘူးနိုင်ငံတစ်ခုရဲ့အစိုးရတရက်ကိုရွေးချယ်တင်ဆောင်မယ့်ရွေးကောက်ပွဲဟာနိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်မဲပေးခြင်းမပေးခြင်းဟာကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပေမဲ့ကိုယ်နိုင်ငံရဲ့ကဲကြမ္မာကိုကိုယ်တိုင်ရွေးချယ်ခွင့်ရမယ့်ခွင့်ရတော့ငါတို့အဆုံးဖြတ်မခံတဲ့ဦးလေပြီးတော့ငါတို့အသိစားတဲ့အတိုင်းပဲအခုလက်ရှိဖြစ်ပေါ်နေတဲ့အခက်ခဲနဲ့အကြက်တဲတွေကြားရရနေရုံထွက်နိုင်မှုဟာအခုဗမာ့ရွေးကောက်ပွဲကအဖြေပဲဟာ ဒီတော့ငါတို့ရေမဲပြီးမှဖြစ်မယ်။ဒါမှငါတို့ပြည်သူတွေငြိမ်းချမ်းမယ်။စိတ်အေးလက်အေးနဲ့လောက်ကန်ရှောက်ပွေးပွေးရမှာ။ချမ်းသာမယ်။မဲပြီးရတော့ဟုတ်ပါဘူး။ငါတို့ကဘယ်ပါတီကိုမဲပြီးရမှာ။နောက်ပြီးတော့ဘယ်ပါတီကိုရွေးချယ်ရမှာ။ငါတည်ရတော့တော့အခုလာမဲ့ရွေးကောက်ပဲမှာ။မြင်ပြိုင်မဲ့ငငယ်ရေးပါတီက58ပါတီတော့ရှိရသော။ဟမ်ငါတို့ကဒီလောက်ပါတီအများကြီးကိုဘယ်ကနေဘယ်လိုစပြီးတော့လေးလာအောင် အဲ့ဒါတော့မခက်ပါဘူးကွာတခြားပါတီဘာတွေတော့မသိဘူးကွာငါကူယူလာတဲ့ပီတုံးပါတီရဲ့လက်ကမ်းစာဆောင်ထဲမှာသူတို့ပါတီရဲ့အကြောင်းကိုအသေးစိတ်သိချင်ကျူအကောလေးဖတ်လို့ရတယ်ကွာပါတီရဲ့မူဝါဒတွေလုံဆောင်ချက်တွေနဲ့ဒီကောက်ခံမဲ့ကိုယ်စားလောင်းနေတဲ့အကြောင်းကိုသိချင်စကန်ဖတ်ကြည့်လိုက်ရုံပဲမင်းတို့လည်းသိချင်စကန်ဖတ်ကြည့်ပါလားဖတ်ကြည့်လိုက်မယ်ဒီရောက်ရှင်နေမဖတ်လိုက်တော့အေးပါဟဲ့ ုတ်တယ်ဟာငါအခု scan ထည့်ကြည့်လိုက်တာလေပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့ရဲ့ website ထဲကိုဖြောက်သွားတယ်အဲ့ဒီထဲမှာပါတီရဲ့အကြောင်းနဲ့အချင်းချင်းလေးတွေတွေ့တယ်ဟာဟဲ့ပြည်သူ့ရှေ့ဆောင်ပါတီကလေ2019 October 23ရက်နေ့စတင်တည်ထောင်မှာအခုဆိုရင်6မိနစ်တောင်ပြည့်တော့မှာပဲပါတီကိုစနစ်တကျဖွဲ့စည်းထားကောင်းလေဟာပါတီကလည်း programmatic ပါတီမူဝါဒနဲ့လမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်တဲ့အပြင် ဒီပီသုံးလုံးပါတီရဲ့ fires အကြောင်းလေးရလဲကောင်းနေဟဟဲ့ fires ဆိုတာဘာလဲအဲ့ fires ဆိုတဲ့အကြောင်းကိုလည်းငါတို့နည်းနည်းလေးထပ်ပြီးတော့ရှင်းပြပေးလို့ရလားအေးဟုတ်တယ်ဒါလည်းသိကျင်တယ်ပြောပြပါလား fires ဆိုတာကပထမ s solid စီလုံးမြင့်တော့ပါတီဒုတိယ s systematic စီကံဖြင့်စနစ်တကျဆောင်ရွက်တော့ပါတီ တိယ S Strategies မဟာဗျူဟာများဆောင်ရွက်မြင်ပါသည် Structure S Solution Phase ဤသူသူတို့ထံစားနေရသောလူမှုသုံးဖက်များ၏အဖြစ်များကိုရှင်းရှုသောပါတီနောက်ဆုံး Sistema S Swarin အနာဂတ်အတွက်မားလာကောင်းသောသက်လမ်းရှိသည့်ပါတီ ိုင်နဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ပါတီဖြစ်တယ်တဲ့ဟာဟဲ့နောက်ပြီးတော့လေတခြားစိတ်ဝင်စားတဲ့အကြောင်းအရာတွေပါသေးရဲ့ဒီလားဟုတ်လားငါတို့လည်းစိတ်ဝင်စားလို့နည်းနည်းလေးထပ်ပြီးတော့ပြပြပြီးလို့ရသေးလားဟုတ်ပါတယ်ကြီးရဲ့ပြောလက်စားနဲ့နေမဲ့ပြောလိုက်တော့အေးပါငါပဲရှင်းပြပေးပါနော်ပါတီရဲ့ကျင့်ဝတ်ဆိုင်ရာအခြေခံမှုများနိုင်ငံရေးယက်တီချက်များပါတီကိုဦးဆောင်မှုပုံစံများပါတီစံတန်ဖိုးများပါတီရဲ့အခြေခံမှုများ

ဒါဆိုငါတို့ဒီပြီးသုံးလုံးပါတီရဲ့ရက်တီချက်နဲ့ဥတီချက်တွေကိုပို့ပြီးတော့တရားလေးလာလို့ရတာပေါ့ဟုတ်တယ်သုံးရလည်းလွယ်အဲ့တော့နင်တို့ရဲ့ဒီပြီးသုံးလုံးပါတီအကြောင်းကိုတိကျစွာသိချင်တယ်ဆိုလို့ရှိရင်ဒီ QR code ကို scan ဖတ်ဖို့မမေ့နဲ့ဘူးငါတော့ဒီပြီးသုံးလုံးပါတီကိုစိတ်ဝင်စားပါရငါတော့ဒီပြီးသုံးလုံးကိုသူ့အနေဖတ်ကြည့်လိုက်အင်းငါတို့လည်း scan ဖတ်ကြည့်လိုက်ကြမယ်နော်လူလူဘဝအဓိကား ငြိမ်းချမ်းလုံခြုံစွာစီးပွားကြဖို့အတွက်ပြည်သူ့လုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ကျူဟာကုတ်ကိုစကန်ဖတ်ကြည့်စို့